ဗုဒ္ဓဂျန်ရီဟင်ဒီဘာသာဖြင့်ရေးသားထားသည့်ဂျရဗာရီလာလာဆာကျဘတ်ထာဤဗုဒ္ဓဟရိယသို့မဟုတ်ဗုဒ္ဓဤဂျန်ရီစာအုပ်ကိုမြန်မာဘာသာပြန်ဆိုပါသည်7နိုဘမ်ဘာ1996မြမပြန်သူဤအမှားဤစာအုပ်သည်မိတိစာအုပ်မျိုးဖြစ်ကြောင်းကိုဤစာအုပ်၏ဏိဒံ၌ရေးသားဖော်ပြထားသည် ဤစာအုပ်သည်ဗုဒ္ဓဝင်စာအုပ်နှင့်မတူသောဗုဒ္ဓဝင်စာအုပ်ဖြစ်သည်ဤစာအုပ်၏ထူးခြားချက်မှာဗုဒ္ဓကိုယ်တော်တိုင်ကမိမိအကြောင်းကိုဒိုင်ရီမှတ်တမ်းသက်ပွဲတင်ပြထားသည့်ပုံစံမျိုးဖြင့်ရေးသားထားခြင်းဖြစ်လေသည်ရေဟန့်ရေနီမိတို့ပင်ဖြစ်စေကမူဗုဒ္ဓအကြောင်းကိုရေးသားထားသည့်စာအုပ်များအနက်ဤစာအုပ်သည်ကျွန်တော်အတွက်စိတ်ဝင်စားစရာအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပေသည် စေဝင်စားပွဲစာအုပ်တအုပ်ကိုဖတ်မိသောအခါ၌စာဖတ်ပရိသတ်များအားတဆင့်ဖောက်တဲချလိုသည့်စိတ်ဆန္ဒကျွန်တော်တွင်ပေါ်ပေါက်လာတတ်ပေသည်ဤစာအုပ်ကိုမြန်မာပြန်ရ၌ယင်းစိတ်ဆန္ဒယင်းစေတနာသည့်အခြေခံအကြောင်းရင်းဖြစ်ပေသည်ဤစာအုပ်၌အစဉ်လာအဖျင်ယူဆလာခဲ့သည့်အယူအဆများကိုရဲရဲဝံ့ဝံ့တော်လှန်ထားပေသည်ထို့ကြောင့်ပင်စေဝင်စားပွဲစာအုပ်တအုပ်ဖြစ်နေခြင်းဖြစ်သည်ဥပမာအဖျင်ထုတ်ပြရရင် မာနက်ဆိုဒီမှာနှခင်ကြီးနှင်တကယ်မိုးပေါ်ကနှက်ကြီးဟု ယူဆနေသည့်အစင်လာကိုတော်လှန်ပစ်လိုက်သည်ဣစာအုပ်၏အလိုအားဖြင့်မာနက်ဆိုဒီမှာကောင်းသောအလုပ်ကိုလုပ်ရ၌ဖြက်လိုဖြက်စီလုပ်သည့်မိမိအတွင်းစိတ်ကိုတင်စားခေါ်ထားခြင်းဖြစ်လေသည်ခြုံဤတူပင် လူလောကအာသစ္စာလေးပါးတရားဟောပြရန်အတွက် နောက်တွန်နေသည့်ဗုဒ္ဓအား တိုက်တွန်းတောင်းပန်သည့်တဟံပတိဗြမာဆိုသည်မှာလဲတကယ်ဗြမာပြီကဗြမာကြီးမဟုတ်ပေကောင်းသောအလုပ်ကိုလုပ်ရင်လှုံ့ဆော်အားပေးသည့်မိမိ၏အတွင်းစိတ်ကို တင်စားခေါ်ထားခြင်းဖြစ်လေသည်အချုပ်ပြောရရင်မနက်ဆိုသည်မှာအဖြတ်စိတ်ဖြစ်၍တဟံပတိဗြမာဆိုသည်မှာအပြုတ်စိတ်ဖြစ်လေသည်ဤစာအုပ်သည်မူလဟင်ဒီဘာသာဖြင့်ရေးသားထားသည့်စာအုပ်ဖြစ်သည် ရည်သူမှာထင်ရှားကြော်ကြားသည့်စာရေးဆရာတူဟုတ်ပုံမရ။စာအုပ်ကလည်းကန်တဝင်းစာအုပ်တအုပ်ဖြစ်ပုံမပေါ်။တို့ရတွင်စာအုပ်၌ပါရှိသည့်ဗုဒ္ဓနှင့်ပတ်သက်သောရဲရင်သောအတွေ့တဘာဝကြသောအယူဆစမ်းသစ်သောအမြင်တောက်ပြောင်သောစကားလုံးတော်လန့်ရေးကြသောအသေးပင်များမှ ကျွန်တော်အားအံ့ဩစေခဲ့သည် နှစ်သက်စေခဲ့သည်ဘဝင်ခိုက်စေခဲ့သည် ဤစာအုပ်ကိုဖတ်ပြီးတော့အခါကျွန်တော်နှင့်အကြိုက်ချင်းတူညီကြသည့်စာဖတ်သူများကျွန်တော်ခံစားရသည့်ခံစားမှုမျိုး ကျွန်တော်သိသည့်အသည့်မျိုးပေါ်ပေါက်လာလျင်ကျွန်တော်ဤစာအုပ်ကိုမြမပြန်ရဂျိုနှက်သည်ဟုယူဆရပေတော့မည်ပါရကု၂၁ရက်၃လ၆၄ နိဒံရှင်တော်ဗုဒ္ဓပြိဋိဘံဆန်ဒီမှာယနေ့ဆိုရင်နှစ်ပေါင်း2500အထက်ပင်ကျော်လွန်သွားခဲ့လေပြီတို့ရတွင် ရှင်တော်ဗုဒ္ဓသည်ယနေ့လည်းကမ္ဘာလောကတွင်ရှိနေသည်အသက်ရှင်နေသည်လူလောကရှိနေသည်ပြီသူလည်းအသက်ရှင်နေလိမ့်မည်မိမိအသက်ရှင်နေခြင်းအပြင်ကမ္ဘာလောကအားလည်းအသက်ရှင်နေစေလိမ့်မည် ။ဤစာအုပ်ငယ်ကလေးမှာရှင်တော်ဗုဒ္ဓ၏ဗုဒ္ဓဝင် အထုပ်ပတ်တိအပြည့်အစုံလည်းမဟုတ်ပေ။ဗုဒ္ဓတရားတော်နှင့်ပတ်သက်သည့်ထူးခြားသောရေးသားချက်လည်းမဟုတ်ပေ။မြင့်မြတ်ကြီးကျယ်သောဘဝခီးတဲ့တူဤခီးအကျွေးကြုံအချုပ်အဝတ်ကိုစုဆောင်ထားခြင်းမျှသာဖြစ်သည်။ဘရင်သားတော်တဦးသည်ဗုဒ္ဓအဖြစ်တည်းဟုသောအထွတ်အထိပ်သို့ရောက်ရှိသွားလေသည်။သူသည်မိမိ၏အတွေ့အကြုံကိုဒိုင်ယာရီမှတ်တမ်းရေးသားထားလေသည်။ ရင်းပုံစံရင်းသွင်းမျိုးဖြင့်ဤစာအုပ်ကိုရေးသားချခြင်းဖြစ်သည်ယနေ့ကမ္ဘာလောက၌အပူစော်အကတော်ခံနေရသူများသည့်လည်းမိမိတို့၏ဘဝ၌တာမန်လူများကဲ့သို့ဒုက္ခအမျိုးမျိုးကိုခံခဲ့ကြရလေသည်ဆန့်ကျင်ခြင်းကဲရဲ့ခြင်းစေဘော်ကြောပဲမလုပ်ခြင်းစသောလောကဒဏ်တရားတို့၏အကြမ်းမှဆွေးနပွဲကြီးစွာဖြင့်ဖြစ်ကျော်လာခဲ့ကြရလေသည်အတိအကျွမ်းများနောက်လိုက်များ တပည့်တပန်းများ အပေါင်းအဖော်များဤတကူချိုးကြည့်မှုနှင့်၎င်းမတိနာမလဲမှုနှင့်၎င်းတိုက်ပွဲဝင်ချရလေသည်ထို့နောက်မှသူတို့သည်အောင်မြင်မှုရရှိကြခြင်းဖြစ်လေသည်ရှင်အောင်မြင်မှုမျိုးအတွက်အဆုံးမရှိသောဇွဲအပိုင်းခြားမရှိသောစွန့်ဤတတ္တိပြေဝသောအကြဉျံတွန်းဆုပ်ခြင်းမရှိသောစွန့်လွတ်မှုနည်းနည်းသောအတွေ့အကြုံမမောပန်သောလုံလ အဆက်မပြတ်သောနှိုးကြားထကြွမှုကျယ်ပြန့်သောအမြင် မရေရိုင်သောယုံကြည်မှု မြင့်မြတ်သောပရာဟိတစိတ်တဲမတ်သောဗမ်းမလိုက်မှုဖြူစင်သောကုကျင်းဆန္ဒမှုများလိုအပ်ပေသည် ရှင်တော်ဗုဒ္ဓသည်ယင်းကဲ့သို့သောအာမြင်မှုမျိုးကိုရရှိသည့်ပုဂ္ဂိုလ်မျိုးတွေကဖြစ်လေသည်ထိုပုဂ္ဂိုလ်များ၏၌ရှင်တော်ဗုဒ္ဓ၏နေရာသည်အထူးသဖြင့်မြင့်မားလှပေသည် ဤစာအုပ်တွင်ရေးသားပါရှိသည့်အကြောင်းအရာများမှာဗုဒ္ဓအစာပေမှာထုတ်နှုတ်ထားသည့်အကြောင်းအရာများဖြစ်လေသည်ဆိုလိုရင်းမှာအကြောင်းအရာများသည် စိတ်ကူးရင်မဟုတ်ပေထိုအကြောင်းအရာများကိုအခြေခံ၍ဗုဒ္ဓ၏စိတ်ထားတော်ကိုချေမုံရေးပြထားခြင်းဖြစ်လေသည်ဗုဒ္ဓ၏စိတ်ထားတော်နှင့်ပတ်သက်၍ယခုလောက်ကောင်းမွန်သော ချေမုံရေးပြခြင်းမျိုးကိုတာမန်ပုဂ္ဂိုလ်မျိုးသည်ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေအကယ်၍ပြုလုပ်သည်ဆိုရင်လည်းဤစာအုပ်၌ကဲ့သို့တဘာဝကြမှု လှပကောင်းမွန်မှုရှိနိုင်လိမ့်မည်မဟုတ်ပေအချင်းပုဂ္ဂိုလ်ဤပခုံးပေါ်၌စမ်းသစ်လျက်တော်လှန်ရေးကြသည့်လုပ်ငန်းတာဝန်သည်ပိုးလျက်ရှိ၏အချင်းပုဂ္ဂိုလ်သည်ခြေလန်းတိုင်းခြေလန်းတိုင်း၌ပျက်စီးခြင်းဆန့်ကျင်ခြင်းကဲ့ရဲ့ရှုတ်ချခြင်းဥပိ္ပခာပြုခြင်းများကိုရင်ဆိုင်ရ၏အချင်းပုဂ္ဂိုလ်သည်စာအုပ်ကိုယ်သာလျှင်မဟုတ်ပေလူနှလုံးသားကိုလည်းနိုင်နိုင်ချွတ်ချွတ်လေးလေးနက်နက်လေးလာထား၏ အကျင့်ပုဂ္ဂိုလ်သည်မိမိဤဘဝ၌လေးဘက်လေးတန်းတွင် အခက်အခဲများအနှောက်အယှက်များအဖျက်အစီးများအစင်မပြေမှုများဝိုင်းရံနေတော်လဲတဆန့်ချီများစိတ်ပြတ်အာရုံခြင်းမရှိထိုပုဂ္ဂိုလ်မျိုးသည်သာလျှင်ဗုဒ္ဓ၏စိတ်နေစိတ်ထားကိုအမှန်တိုင်းသိရှိနားလည်နိုင်၍ပြောင်မြောက်စွာ ချေမုံရေးပြနိုင်စွမ်းရှိပေလိမ့်မည်ဤစာအုပ်ကိုရေးသူမှာထိုပုဂ္ဂိုလ်မျိုးတည်းကဖြစ်လေသည်ရာယူရှရန်ဒီဝါကရာ ရည်ညွှန်းချက်။ဩရှင်တော်ဗုဒ္ဓနှစ်ပေါင်း2500ရှီလျားဝေးกว่าနေတော့လဲတပည့်တော်အရှင်ဘုရား၏ဒိုင်ယာရီစာလွှာများကိုဖတ်နိုင်ခြင်း၏အဓိကအကြောင်းမှာအရှင်ဘုရား၏အကြောင်းအရာသည်အရှင်ဘုရား၏အကြောင်းအရာမဟုတ်ဘဲကဘာပေါ်ရှိမဟာလူသားတို့၏မိသည့်အခါမှလည်းမဟောင်းမိသည့်အခါမှလည်းမဝေးသောအသက်ရှင်နေသည့်အကြောင်းအရာဖြစ်သောကြောင့်ဖြစ်လေသည် အရှင်ဘုရားသည်ကမ္ဘာလောကဤကောင်းကျိုးအတွက်ရှိသမျှကိုဆွံ့လွတ်လျက်လူသားတို့အားမှန်ကန်ကောင်းမွန်သောလမ်းစဉ်ကိုညွှန်ပြသူမဟာလူသားဖြစ်လေသည်တို့ရရင်လူသားတို့သည်ဒေါသကြောင့်လည်းအရှင်ဘုရားအားမုန်တိကြသည်အဝိဇ္ဇာကြောင့်လည်းအရှင်ဘုရားအားမေ့လျော့ကြသည်မောဟကြောင့်လည်းအရှင်ဘုရားအားဘဝတ်သို့ပို့ကြသည်မဟာလူသားအဖြစ်ဖြင့်အရှင်ဘုရားအားတိကျမှန်ကန်စွာနားလည်သဘောပေါက်သူမှာရှာမရှာလာပေသည် အရှင်ဘုရားအားလူအများတိကျမှန်ကန်စွာ နားလေသဘောပေါက်စေရန်ရည်တံလျက်အရှင်ဘုရား၏ဒိုင်အရီစာလွှာများကိုတပည့်တော်ကမ္ဘာလောကတွင်ဖြန့်ကျဲရခြင်းဖြစ်ပါသည်အချိန်ကာလ၏ဒဏ်ကြောင့်မှန်သောအကြောင်းမှတခါတည်း၌ပုံပြတ်သွားတတ်လေသည်တို့ရာတွင် သစ္စာတရားကမူအချိန်ကာလ၏အစွမ်းတက်သည့်မှ အပဖြစ်လေသည် အချိန်ကာလသည် သစ္စာတရားအပူဇော်သူဖြစ်သည် အချိန်ကာလသည်တစ္ဆာတရားအအစ်အစ်အစ်ဖြစ်သောနေဖြင့်ပူဇော်တော်လဲပုံပြက်သောအောင်ပြုလုပ်ခြင်းငါမူမစွမ်းနိုင်ပေ။ဤဆလွာများ၌မှန်သောအကြောင်းများမှာအတငယ်ပုံပြက်နေခြင်းနေမည်ဖြစ်တော်လဲတစ္ဆာတရားကမူပုံပြက်ခြင်းမရှိပေ။ရှင်ချက်ကိုကမ္ဘာလောကအသီးသီးမသိသည့်အရှင်ဘုရားကမူသိပေသည်။ဒုဖြစ်၍ဤဆလွာများကို အရှင်ဘုရားအားရည်ညွှန်းလိုက်ရခြင်းဖြစ်ပေသည်။အရှင်ဘုရား၏တပည့် တရဗာရီလာလစတုဘတ္တတရဗာရီလာလစကားပြတ်ထ